။ဘုဒ္ဓမီတယောက်ကအောက်မှာကိုကျော်ကြီးတဲ့ဟိန္ဒူဘာသာကဗုဒ္ဓဘာသာနဲ့တူတယ်လို့လာပြီးတော့ပြောထားတယ်တဲ့အဲ့ဒါတွေကိုဖြည့်ရှင်းပြပါတဲ့တူလားမတူဘူးလားဆိုတာဘာသာတရားအားလုံးမှာတူလာတယ်ရှိတယ်။ဘာတွေတူတယ်လဲလို့မေးလို့ရှိရင်အခြေခံဓာတ်တဘာဝတွေရရှိဖို့အတွက်လုတ်တဲ့နီလန်းနီမှာတူလာတယ်ရှိတယ်။မတူလာတယ်လည်းရှိတယ်။အားလုံးက ဘာသာတရားအလုံးကဘာကိုတုံတင်တယ်လဲလို့မေးလို့ရှိရင်အခြေခံဓာတ်တွေကိုတုံတင်တယ်ဘလို့တုံတင်တာလဲအခြေခံဓာတ်တွေကဘာလဲလို့မေးလို့ရှိရင်ယုံညံ့တဲ့ဓာတ်ရှိတယ်အလေအလတ်ဓာတ်ရှိတယ်အမြင့်ဓာတ်ရှိတယ်ယုံညံ့တဲ့ဓာတ်ဆိုတာတော့အာဟုတုတရားတွေသူများကကိုမနာလိုတာ မုန်းတီးတာဝန်တူတာအိတ်တာမစ္စတီးယာစတဲ့တရားတွေဂုံတိုက်တဲ့ဇကားတွေအဲ့ဒါမျိုးတွေသူတစ်ဖက်သားပြက်စီးချောင်းတွေသူတစ်ဖက်သားဒုက္ခရောက်ချောင်းတွေကြံစီနေတာကိုအញ្ញံဓာတ်တွေလို့ခေါ်တယ်ဟုတ်ပြီနော် အဲ့ဒီအညံ့တက်တွေတဲ့စန့်ကျင်ဘက်အရက်ကိုယူလိုက်လို့ရှိရင်သူတစ်ဖက်သားတွေကောင်းစားစီခြင်းလားချမ်းသာစီခြင်းလားကြည်ပွားစီခြင်းလားပညာတွေတက်စီခြင်းလားဒါတွေကြတော့အမြင့်တက်ဟိုကအညံ့တက်ဒါကအမြင့်တက်အဲ့ဒီအမြင့်တက်မှာအလေအလက်ဖြစ်တဲ့ခါကျတော့ကုသိုလ်အကုသိုလ်ကိုရောပြီးလှုပ်တာသူအရန်ကြီးလဲကောင်းလာတယ်မဟုတ်ဘူးအရန်ကြီးညံ့လာတယ်မဟုတ်ဘူးမကောင်းတဲ့စိတ်မွေးလာလို့ရှိရင်ခဏတစ်ဖြုန်နဲ့ပြီးသွားတယ်အရန်ကြီးကိုလုံလုံကဲကဲကြီးဆွဲမထားအောင်ဒါဆိုရင်အလေလက်တက်ခေါ်တာပေါ့အမြင့်တက်ရှိတဲ့ပုံစံတွေကြတော့ မေတ္တာဆိုရင်မေတ္တာကိုဇံရတဲ့အထိတရားတော်တယောက်ပေါ်မှာစိုးစင်များပွဲစိတ်ကလေးတကောင်ကိုတောင်မှတိတ်ကြည်ပျက်စီးစုစီလိုတဲ့ဆန္ဒလုံးလုံးမရှိပဲနဲ့မေတ္တာကိုဇံအဖြစ်နဲ့ဝင်စားအားထက်ကြအမြင့်တက်တယ်။မြမဘုံကိုအဲ့ဒီဓာတ်ကြီးကအကျိုးပေးတယ်။နောက်ထပ်အဲ့ဒီဓာတ်ကြောင့်ပဲအဲ့ဒီဓာတ်နဲ့သက်ဆိုင်တဲ့တတဝါဘုံတစ်ခုကိုအကျိုးပေးတာ။ဒါဒီကတော့ဘာသာတရားတိုင်းမှာတူညီမှုရှိတယ်။မတူတာကဘာလဲလို့မေးလို့ရှိရင်ဗုဒ္ဓဘာသာက ဲ့ဒီဓာတ်တွေအလုံးကိုဖြတ်စည်းနိုင်တဲ့ဆွမ်းအားရှိတယ်အញ្ញံဓာတ်ကောအလေလက်ဓာတ်ကောအမြင့်ဓာတ်ကောအဲ့ဒါတွေအလုံးကိုဖြတ်စည်းနိုင်တဲ့ဆွမ်းအားရှိတယ်အခြားသောဘယ်ဘာသာမှာမှအဲ့ဒီလိုနီးစနစ်မရှိဘူးအခြားသောဘာသာတွေအလုံးကအဲ့ဒီဓာတ်တွေနဲ့အတူတူအဲ့ဒီဓာတ်တွေခိုင်မြဲတဲ့ဘဝကိုလိုချင်တယ်ဒီလောကကြီးတွေကတတ္တဝါပြောက်သွားမှာကိုသူတို့အယံဆိုရင်အဲ့တော့ဗုဒ္ဓဘာသာကဗုဒ္ဓရဲ့အဆုံးအမကလောကကြီးထဲမှာတတ္တဝါကိုချုပ်ငြင်းသွားဖို့အတွက်လုပ်တာ တတဝါဆိုတဲ့ဒီခန္ဓာလေပတ်နေတာကိုခြုံငင်းသွားဖို့အတွက်လုပ်တာအချမ်းတော့ဘာသာအလုံးကတတဝါတစ်ခုကကောင်းကောင်းကြီးခံစားရတဲ့ကာမဂုဏ်တရားတွေကိုအမြင့်ဆုံးခံစားပြီးတော့မသေးတာကိုလိုချင်တာအဲ့ဒီမှာဘာသာတရားအလုံးနဲ့ဗုဒ္ဓဘာသာကဖြောင်းဖြောင်းဆန့်ကျင်ပြီးလွဲသွားတာအဲ့တော့ဟိန္ဒူဘာသာနဲ့အခြေခံအယူဝါဒတွေကိုကြည့်မယ်ဆိုဟိန္ဒူဘာသာနဲ့မှမဟုတ်ဘူးဘယ်ဘာသာနဲ့မှဗုဒ္ဓဘာသာရဲ့အခြေခံအယူဆသည်လုံးလုံးမတူဘူး၊ကွဲပြားတယ်အဲ့တော့ တတဝါလို့ပြည့်ညက်လိုက်လို့ရှိရင်လေအခြားသောဘာသာဒီနဲ့ဗုဒ္ဓဘာသာမှာတတဝါပြည့်ညက်ခြင်းကအလွန်မတန်ခြားနာတယ်။ဘလို့ခြားနာတာလဲလို့မေးလို့ရှိရင်အခြားသောဘာသာဒီအလုံးကမသေးတဲ့တတဝါတဝူရှိတယ်။အဲ့ဒီတတဝါတဝူကတည်တတ်တဲ့တတဝါတွေကိုဖန်ဆင်းတယ်။ပြီးရင်အဲ့ဒီတတဝါတွေတည်သွားလို့ရှိရင်သူ့စကားနားထောင်တဲ့တတဝါတွေကိုမသိရအတတ်ကိုပြီးမယ်။ဒါမျိုးအယူဝါဒ။မြတ်စွာဘုရားရဲ့သာသနာမှာ တတဝါကိုပြည်ညက်တဲ့အခါမှာခန္ဓာ၅ပါးနဲ့ပြည်ညက်တယ်။အဲ့တော့မြမကြီးပဲဖြစ်ဖြစ်ဖန်ဆင်းရှင်တူပဲဖြစ်ဖြစ်အစိုးရသူတူပဲဖြစ်ဖြစ်သူ့မှာရုပ်တရားရှိတယ်။စကားတွေပြောတယ်။ဒါဆိုရင်သူ့မှာအတန်ရုပ်ရှိတယ်။သူ့မှာသူ့ကိုမြင်နိုင်စေတဲ့အယောင်တွေပြနိုင်တယ်အလင်းတွေပြနိုင်တယ်ဆိုရင် သူ့မှာအလင်းဆိုတဲ့ရုပ်တွေရှိတယ်။အဲ့တော့ဒီအလင်းတွေအတန်တွေဒီဘဲပေါ်မှာမိညာနာလဲဆိုပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်တွေပေါ်မှာပဲပြညာမိဖြစ်နေတာ။ အဲ့တော့ဒီဓာတ်တွေပေါ်မှာမိញံမိဖြစ်နေတဲ့ရုပ်အစုဝေးရှိနေတဲ့တတ္တဝါမို့လို့ရုပ်အစုဝေးရှိတဲ့သူတတ္တဝါရုပ်အစုဝေးတစ်ခုတည်းနဲ့နေမရှိဘူးမကအောင်နောက်ထပ်သူကဝေဒနာဆိုရဲခံစားတတ်တယ်စိတ်ဆိုးတတ်တယ်စိတ်စားတတ်တယ်စိတ်ကောက်တတ်တယ်အဲ့တော့မြမာကြီးပဲဖြစ်စီဖန်ဆင်းရှင်တူပဲဖြစ်စီသူတို့ရဲ့ကျန်းစာတွေအလုံးကိုဖတ်လိုက်မယ်ဆိုရင်စိတ်ဆိုးတာတွေစိတ်စားတာတွေစိတ်ကောက်တာတွေရှိနေတဲ့အတွက်သူ့မှာခံစားတတ်တဲ့ဝေဒနာရှိတယ် ပြီးတော့သူတို့မှမှတ်သားတတ်တယ်အဲ့ဒီခံစားချက်ကိုပဲဘယ်တရဝါတွေကတော့ငါစကားနားမထောင်ဘူးအချိန်တိုင်းဒီကောက်ကိုငါဘာလုပ်မယ်ဆိုတော့မှတ်သားထားတဲ့တညာတွေရှိတယ်ရုပ်ဝေဒနာတညာသင်္ခါရပြုတ်ပြီးစီရင်တဲ့သဘောဒီကောက်ကိုဒီလိုမကျေနပ်ဘူးငါဒီလိုလုပ်ပြမယ်ဟိုလိုလုပ်ပြမယ်ဆိုတော့စေစော်တဲ့သဘောတရားတွေရှိနေတယ်သင်္ခါရဝိညာဉ်သင်္ခါရဝိညာဉ်အပြင်ကိုဝိညာဉ်နဲ့ဝိညာဉ်ဆိုတဲ့နောက်တဲ့ခန္ဓာ၅ပါးရဲ့နောက်ဆုံးဝိညာဉ်ဝိညာဉ်နဲ့ခန္ဓာဆိုတာကတော့ပညာဝိညာဉ်ဝိညာဉ်နဲ့ဆိုအထူးတည်သွားတာပညာဒီ တည်တည်ဖုံမုံလေးတွေကိုငါဘယ်လိုဖန်ဆင်းမလဲဟလာကားဆိုရင်လည်းငါတို့ဘယ်လိုတီထွင်မလဲဘယ်လိုဖန်ဆင်းမလဲဆိုတော့အဲ့ဒါဝိညာဉ်နဲ့ခန္ဓာဖုန်းတစ်လုံးကိုငါတို့ဘယ်လိုဖန်တီးမလဲဆိုတော့အဲ့ဒီတော့ဒီလိုဖန်ဆင်းရှင်ကြီးတဦးကအစစရရအလွန်မတန်မှတိမ်မွေးတဲ့နူးညံ့တဲ့အရာတွေကိုဖန်ဆင်းထားတယ်ဆိုတာဒီဝိညာဉ်နဲ့ခန္ဓာအဲ့တော့ခန္ဓာ၅ပါးရှိပြီဆိုရင်တတ္တဝါလို့ပြညာတယ်ရက်စွာဘုရားကအဲ့ဒီတတ္တဝါလို့ပြညာလိုက်တဲ့အရာတွေမှန်သမျှဒီအဲ့ဒီခန္ဓာ၅ပါးဒီ တည်မြဲနေတဲ့အရာခိုင်မြဲနေတဲ့အရာဘယ်ပုံဘယ်ဌာနလောကကြီးထဲမှာဘယ်နေရာမှမရှိဘူးလေအဲ့ဒီအရာဒီဖြစ်ခြင်းသဘောရှိတယ်အကြောင်းကိုမိပြီးဖြစ်တယ်ချုပ်ခြင်းသဘောရှိတယ်အထက်ဘဝမှာနေတဲ့ဗြမာကြီးစီအဲ့ဒီခန္ဓာ၅ပါးရှိတဲ့ဗြမာကြီးစီဘလောက်အသက်ရှိတယ်လဲလို့မြင်လို့ရှိရင်ဟောဒီလောကကြီးအနန္တလောကကြီးဩဃာသလောကတတ္တလောကဆိုတဲ့ဟောဒီလောကဂျိုဒီနက္ခတ်ဒီလာဒီနေဒီပါဝင်တဲ့လောကကြီးအချိန်မောင်း၈000တောင်ပစ္စည်းတာကိုမြင်နေနိုင်တဲ့ခန္ဓာ၅ပါးပိုင်ရှင် သူကလုံးဝအဋ္ဌိခန္ဓာ၅ပါးသည်အဋ္ဌိလောက်ထိခိုင်မြဲတယ်တက်ဆိုးရှိတယ်ပိုင်ရှင်ပေါ့အဲ့ဒီပိုင်ရှင်တော်မှာကဘာ၈တောင်းပြည့်ရင်ပျက်စီးသွားတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့သာသနာမှာခန္ဓာ၅ပါးသည်အကြောင်းကိုမှီပြီးဖြစ်တယ်ချုပ်ခြင်းသဘောရှိတယ်ပြက်ခြင်းသဘောရှိတယ်ပြက်ဆဲခြင်းသဘောရှိတယ်ဒါကြောင့်မလို့တတဝါတဦးကတတဝါအများကိုဖန်ဆင်းခြင်းလောကကိုဖန်ဆင်းခြင်းဆိုတာအယူဝါဒသည်ဗုဒ္ဓအယူဝါဒမှာလုံးလုံးမရှိဘူး လောကကို စိတ်တရားဥဆောင်တာမှုလို့ဒီအလွန်မတန်တကိုးကြီးတဲ့လောကတက်ဆောင်လောက်ကိုအစိုးရတဲ့မဟာဗြဟ္မာကြီးကသူစိတ်အကြံပေါ်တိုင်းမှာလောကကြီးကပြောင်းလဲသွားတယ်ဖြစ်စဉ်တွေအများအားပြောင်းလဲသွားတယ်သူ့ရဲ့စိတ်အကြံကြောင့်ပြောင်းလဲတယ်သူ့ရဲ့စိတ်ဆွမ်းအားကြောင့်လောကကြီးပြောင်းလဲသွားတယ်အဲ့ဒါဒီသူ့ရဲ့စိတ်ဆွမ်းအားကြောင့်ဖြစ်တာသူကဖန်ဆင်းတယ်လို့သူ့ကိုယ်သူထင်သွားတယ်အဲ့တော့လောကကြီးထဲမှာလူလားရရဲ့စိတ်တွေဒီအကုသို့ဒုစရိုက်တွေအညံ့တက်တွေများလာရင်လောကကြီးမှာဖောက်ပြန်လာတယ်ပျက်စီးလာတယ် ကဆိုးတွေကြလာတယ်။လောကကြီးမှာအလေလက်ဓာတ်တွေရှိလို့ရှိရင် လောကကြီးအကုသိုလ်တွေနည်းသွားတဲ့အခါမှာလောကကြီးဖောက်ပြန်မှုလေးတွေအဲ့တော့ဒီသဘောတရားတွေရှိတယ်။ဒီသဘောတရားတွေကိုကြည်ကြဲပြည့်ပြည့်ပြောဖို့ဆိုတာတော့မလွယ်ဘူး။သို့တော့အခုနဟိန္ဒူဝါဒသည်ဗုဒ္ဓဘာသာနဲ့တူသလားလို့မြင်လို့ရှိရင်အခြေခံဓာတ်တွေကိုအခုနအញ្ញံဓာတ်တွေအလေလက်ဓာတ်တွေအမြင့်ဓာတ်တွေကိုလှုပ်ဆောင်တဲ့နေရာမှာဘာသာအလုံးကြီးတချို့တွေတူတယ်တချို့တွေမတူဘူး။ တူတလူလူလည်းရှိတယ်မတူတလူလူလည်းရှိတယ်သို့တော့ဒီတန်အားလုံးကိုဖျက်ဆီးတဲ့တရားဒီဗုဒ္ဓဘာသာမှာလူကြီးဘယ်ဘာသာမှာမှမရှိဘူးအဲ့တော့အခြေခံအယူအဆကိုပြန်ကြည့်မယ်ဆိုရင်လည်းတတဝါအယူအဆနဲ့ပတ်သက်လို့ရှိရင်လည်းခန္ဓာ၅ပါးကိုမြတ်စွာဘုရားကတတဝါလို့ပြည့်ညတ်တယ်။အခြားသောဘာသာတွေအကုန်လုံးကအတ္တသည်တတဝါလို့ပြည့်ညတ်တယ်။အဲ့တော့ပြည့်ညတ်ပုံ ပြည့်ညတ်ခြင်းမတူဘူးဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာသည်ဘယ်ဘာသာနဲ့မှလုံးလုံးမတူတဲ့ဘာသာလို့နားလည်ထားပါနော်။